ွင့်မကြည့်ရလို့ရေးထားလို့မိတ်ဆွေဒီဗီဒီယိုကိုဖွင့်ကြည့်လိုက်ပါပြီ။ဒါဆိုရင်တော့ဒီဗီဒီယိုထဲမှာဘာအကြောင်းအရာတွေပါဝင်မယ်ဆိုတာကိုသိချင်ဗီဒီယိုလေးကိုအဆုံးထိစက်ကြည့်ပေးပါဗျ။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။ လူတဘာဝရဲ့အနှဆိုင်ဆုံးစိတ်ခံစားမှုတစ်ခုကစူဇန်လိုစိတ်ခရီယိုစတီဗစ်ဖြစ်ပါတယ်။တခုခုကိုမလောက်ရလို့တားမြစ်လေအဲ့ဒါကိုပို့ပြီးတော့လှုပ်ချင်လေးပါပဲ။ဒီလိုတားမြစ်ထားတဲ့စီးကိုကြော်ဖြတ်ပြီးဖြွင့်ကြည့်ခြင်းတဲ့စိတ်ကလူတိုင်းရဲ့ရင်ထဲမှာကိန်းအောင်းနေတဲ့လှုပ်ဝက်ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။အခုတင့်လက်ထဲမှာဖြွင့်မကြည့်ရလို့တေချာတစိတ်ကတ်ထားတဲ့ဗဟေဒီတစ်တာတစ်လုံးရှိနေတယ်ဆိုပါစို့။ဒီတစ်တာကိုဖြွင့်လိုက်ရင်တင့်ဘဝကိုအကြီးအကျယ်ပြောင်းလဲစေမဲ့လှုပ်ဝက်ချက် ရှိနေတယ်။ဒါမှမဟုတ်ရင်လည်းမထင်မှတ်ထားတဲ့ NDA တစ်ခုခုရှိနေနိုင်တယ်ဆိုရင်ဘာလုပ်မလဲ။တီကြတာကတော့စိတ်ပညာရှင်တွေရဲ့လေးလာမှုအရလူ၁၀ယောက်မှ၉ယောက်ကဖွင့်ကြည့်မိမှာပါပဲ။ဘာကြောင့်လဲဆိုတော့သူတို့ဟာအသိပညာဒါမှမဟုတ်စွန့်စားမှုကိုလိုချင်နေလို့ပဲဖြစ်ပါတယ်။ဘာကြောင့်တားမြစ်ထားတဲ့အရာတွေကပိုဆွဲဆောင်နေတာလဲ။ ဒီဖွင့်မကြည့်ရဆိုတဲ့စီကန့်ချက်နောက်ွယ်ကလူသားတွေရဲ့စိတ်ကိုလှုပ်ရှားစေတဲ့အဓိကစွမ်းအားတွေကတော့1 Creosity လို့ခေါ်တဲ့တိကျင်စိတ်ဒါဟာလူသားတွေရဲ့မွေးရပါအင်ဂျင်တစ်ခုလိုပဲဖြစ်ပါတယ်မတိသေးတာကိုတိကျင်တာကအင်မတန်အားကောင်းတဲ့စွမ်းအားပဲဖြစ်ပါတယ်ဒီအင်ဂျင်ကြောင့်ပဲလူသားတွေဟာရှာဖွေတွေ့ရှိမှုတွေပြုလုပ်ခဲ့ပြီးတော့ဒီနှစ်ခေတ်တိုးတက်မှုတွေဖြစ်လာခဲ့တာပါအပြေကိုရှာဖွေလူစိတ်ကတားမြစ်ချက်တွေကိုချိုးဖောက်စေနိုင်ပါတယ် နံပါတ်2 rebelliousness လို့ခေါ်တဲ့စန့်ကျင်ဘက်အလိုဆန္ဒကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုချင်းချောက်ခံရတယ်လို့ခံစားရတဲ့အခါပြန်လည်တုံ့ပြန်ခြင်းနဲ့စိတ်ခံစားမှုပဲဖြစ်ပါတယ်အမိတ်ပေးခံရတာကိုမကြိုက်တဲ့စိတ်ကတားမြစ်ချက်ကိုချိုးဖောက်ဖို့တွန်းအားပေးပါတယ်မလုံရလို့ပြောလို့လုံပြမယ်ဆိုတဲ့စိတ်ကပို့ပြီးတော့ပြင်းထန်လာလိမ့်ပဲဖြစ်ပါတယ်နံပါတ်3 fear of missing out FOMO လို့ခေါ်တဲ့အခွင့်အရေးပျောက်ဆုံးသွားမှာကိုကြောက်ရွံ့ခြင်း တခြားသူတွေတိသွားမဲ့အရေးကြီးတဲ့အချက်လက်တွေဒါမှမဟုတ်အတွေ့အကြုံကိုကိုကြံခဲ့မှာစိုးရင်နဲ့စိတ်ခံစားမှုကအလွန်အားကောင်းပါတယ်။တခြားသူတွေဖွင့်ကြည့်ပြီးအကျိုးမြတ်ရသွားမှာကို မလိုလားတဲ့အတွက်ကိုယ်တိုင်လည်းမနေနိုင်မဲနဲ့ဖွင့်ကြည့်လိုက်ရခြင်းဖြစ်ပါတယ်။ပုံမြင်တစ်ခုပြောပြပါမယ်။ဟိုရှိရှိတုန်းကတိုင်းပြည်တစ်ခုမှာမင်းသားတစ်ပါးကသူ့ထံကိုခါစားနေတဲ့တထေးကြီးတစ်ယောက်ကိုတစ်တာတစ်လုံးပေးလိုက်ပါတယ်။တစ်တာပေါ်မှာ ဒီတက်တာကိုဘယ်တော့မှမဖွင့်ပါနဲ့လို့ရေးထားပါတယ်တထေးကြီးဟာနှစ်ပေါင်းများစွာတက်တာကိုဂရုတစိုက်ထားပြီးတော့မဖွင့်ခဲ့ပါဘူးဒါပေမဲ့တနေ့မှာတော့ तू ကမနေနိုင်တော့ပါဘူး तू စဉ်းစားမိတယ်ဒီထဲမှာရွှေချောင်းတွေယတနာတွေပါမလားဒါမှမဟုတ်ရင်ជីជីမမလှုပ်ဝက်ချက်တစ်ခုခုရှိနေမလားဆိုတာကိုအယမ်းကိုသိကျင်နေခဲ့ပါတယ်ဒီလိုနဲ့ तू ဖွင့်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ် तू ဖွင့်လိုက်တဲ့အခါမှာတော့ တက်တာထဲမှာဘာမှရှိမနေပါဘူးဒါပေမဲ့သူ့ဘဝကတော့လုံးဝပြောင်းလဲသွားပါပြီသူကမင်းသားကြီးရဲ့ယုံကြည်မှုကိုတစ္ဆာဖောက်မိသူသူ့ကိုယ်သူမယုံကြည်နိုင်တဲ့သူဖြစ်နေစဉ်ဒဏ်ရာရနေပါတော့တယ်ဒီလိုပါပဲဘဝမှာတစ်ခါတလေမှာဖွင့်မကြည့်တဲ့တက်တာတွေရှိပါတယ်ဘဝမှာဘယ်တော့မှဖွင့်မကြည့်တဲ့တက်တာ၃ခုအကြောင်းကိုဒီနေ့မှာပြောပြပေးပါမယ်နံပါတ်1 The Pandora Box of Passery Crack အတည့်ရနာကျင်စရာတွေကို ပြန်လည်ကြည့်ရှုခြင်းတတဒီတတထဲမှာတင်မှားရင်းခဲ့တဲ့ဆုံးဖြတ်ချက်တွေဆုံးရှုံးခဲ့တဲ့အခွင့်အရေးတွေနဲ့နာကျင်ခဲ့ရတဲ့အမှတ်တရအပြည့်ပါပဲလူတဘာဝအရာ အတိတ်ကအမှားတွေကိုပြန်တူးဆွပြီးကိုကိုကိုအပြစ်တင်မိတာတွေနောင်တရမိတာမျိုးတွေရှိနိုင်ပေမဲ့ဒီတတကိုခဏခဏဖွင့်ကြည့်လေတင့်ရဲ့ပြစ်စုံပန်စွန့်အင်တွေပို့ပြီးတော့ကုံဆုံးလေးလေးပါပဲ။ အတိတ်ကနာကျင်မှုတွေကိုပြန်တူးဆွတာဟာတင့်ကိုပြစ်ဆုတ်ပန်းမှာအကျဉ်းချပြီးတော့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုတားဆီးနိုင်ပါတယ်။အတိတ်ကိုတင်လုံးဝပြန်ပြင်လို့မရတော့ပါဘူး။တင်လုံးနိုင်တာကတော့ဒီကနေတင်ကန်းစာယူပြီးတစ်တာကို ခိုင်မြဲစွာပြန်ပိတ်လိုက်ဖို့ပါပဲ။နံပါတ်1 The boss of others opinions သူတပားရဲ့ဝေဖန်မှုတစ်တာဒီတစ်တာကတော့တင့်ပဝင်းကျင်ကလူတွေက တင့်ပေါ်ကဲဖြတ်ထားတဲ့အမြင်တွေဝေဖန်မှုတွေအပေါ်မှာတင့်ဘလို့နေထိုင်ရမလဲဆိုတဲ့ဖိအားတွေနဲ့ပြည့်နေပါတယ်လူမှုပတ်ဝန်းကျင်မှာအတိမတ်ပြုမှုကိုရယူဖို့ကြိုးစားနေတဲ့ဒီတက်တာကိုခဏခဏဖွင့်ကြည့်မိတတ်ကြပါတယ်တင့်တံမှုကိုအခြားသူတွေရဲ့သဘောထားပေါ်မှာမိခိုးစေတာတင့်ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ကို လုံးဝပျက်စီးသွားစေပါတယ်အပြင်လူတွေရဲ့အမြင်တွေကိုအမြဲလိုက်ကြည့်နေရတဲ့အတွက်တင်ဟာကိုလန်းကိုမရှောင်နိုင်ပဲသူများအတွက်ပဲအသက်ရှင်နေရတယ်လို့ဖြစ်သွားနိုင်ပါတယ် ။ဒါကြောင့်သူတို့ရဲ့ဝေဖန်မှုတွေကတင့်ဘဝကိုဥဆောင်သူဖြစ်လာမှာ။လုံးဝခွင့်မပြုလိုက်ပါနဲ့။နံပါတ်3 The comparison box ကိုကိုကိုနှိုင်းရှင်မှုတက်တာ။ဒီတက်တာဟာအခုခေတ်မှာလူတော်တော်များများဖွင့်ကြည့်နေမိတဲ့တက်တာပဲဖြစ်ပါတယ်။ social media လို နေရာမှာတခြားသူတွေရဲ့ဘဝကိုကိုဘဝနဲ့နှိုင်းရှင်တဲ့အခါဒီတက်တာကပွင့်သွားတက်ပါတယ်။သူတို့ရဲ့အကောင်းဆုံးအပိုင်းတွေဖြစ်တဲ့အောင်မြင်မှုပျော်ရွှင်မှု ချမ်းသာမှုတွေကိုကြည်ပြီးကိုယ့်ရဲ့မပြည့်စုံသေးတဲ့အပိုင်းတွေကိုပြန်ကြည့်တာစိတ်တက်ကြမနာလိုစိတ်တွေဝင်လာတက်စေပါတယ်။နှိုင်းချင်ရှင်းအောင်ပျော်ရွှင်မှုကိုဖျက်ဆီးစေတဲ့အဓိကလက်နက်ပဲဖြစ်ပါတယ်။တင်ရင်တင်မြင်နေတဲ့သူတစ်ပါးဘဝရဲ့ပုံရိပ်နဲ့ကိုယ့်ရဲ့အစ်စ်မှန်ဘဝကိုနှိုင်းရှင်နေခြင်းပဲဖြစ်ပါတယ်။ဒါဟာမှမျှတာတဲ့နှိုင်းရှင်မှုပါ။တင်ခီလန်းကိုပဲအာယုံဆက်ပြီးကိုယ့်ရဲ့တိုးတက်မှုအပေါ်မှာသာပျော်ရွှင်မှုကိုရှာဖွေရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ ဉာဏ်ပညာရှိတဲ့လူတွေဟာအချိန်မရွေးဖွဲ့လိုက်ရင်ဒုက္ခပေးနိုင်တဲ့အတိတ်ဝေဖန်မှုနှိုင်းရှင်မှုဆိုတဲ့တစ်တာသုံးလုံးကိုအမြဲတမ်းပိတ်ထားဖို့တင်ယူပါတယ်။အပြင်ဘက်ကစီကံကိုချိုးပေါက်ပြီးစွန်စားရတာတတ္တိရှိတာဖြစ်နိုင်ပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းရေးကိုဖျက်ဆီးစေမဲ့စီးကိုမချိုးပေါက်တာကသာအစစ်မှန်စွမ်းအားဖြစ်ပါတယ်။တင်းရဲ့ငြိမ်းချမ်းမှုဟာဘယ်တစ်တာကိုတင်ပိတ်ထားနိုင်လဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။ဒီနေ့မှာတော့ဖွင့်မကြည့်ရဆိုတဲ့ဗီဒီယိုနဲ့ ဘဝမှာဖွင့်မကြည့်သေးတဲ့တစ်တာသုံးလုံးအကြောင်းကိုတတိထားစဉ်းစားလို့ရအောင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုနားထောင်ပြီးသွားရင်တော့တခခုကြံခဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာစုံပါမယ်